ထူးသဖြင့်စိမိတ်သာစိဘလူတွေနဲ့ပလဲပဏံတင့်နေတဲ့ဘုံကြီးတွေပေါ့အသေးသေးကူတို့လိုစေကိန်ဓာတို့လိုအစရှိတဲ့ဘုံကြီးတွေပေါ့တန်ခါနာမာနာယကကဘုံကြီးတွေပေါ့ဒီဘုံကြီးတွေဟာမြစ်တရက်ခံစားလေးတွေထုတ်ပြီးတော့ဒါမှမဟုတ်လို့ရှိရင်တီရကူဆိုလို့ရှိရင်မင်းအွန်လိုင်းကိုဓာတ်ရိုက်ဖြောင်းပြနိုင်တဲ့အခြေချင်းရှိပါတယ်ဒီလိုပုံကိုယ်တွေကအေးကွာမင်းတို့တော့ဒီလိုဒေတာတွေကိုတော့ထိုးသိသိမှုတွေခဏရပ်ထားပြပါအောင်လို့မြစ်တာမရက်ခံတင်ဘူးလား အဲ့တော့တီတကူတို့စေကိနာတို့ဝါတော်အတို့ပေါက်ကရုံတို့ဒီဝေရသူတို့ခေဆိုတာလေအဖြစ်ရှင်းပါတယ်တို့ကတော့ဘလို့ပဲဖြစ်ဖြစ်စစ်အနာရှင်ကိုမိခိုစားတောက်နေရတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်အဲ့တော့စစ်အနာရှင်မရှိတော့ရင်ငါတို့စားလို့ရမှာမဟုတ်တော့ဘူးဆိုတဲ့အမြင်အလွင်တို့မရှိပါဘူးတကယ်တော့တို့ကယေရှုရှင် ပြည်သူတွေကိုမြင်နေခဲ့ဆိုရင်ဒီလောက်အေးဘော်ကာလမှာတော့ဟေးကောင်တွေမင်းတို့ကတော့မလုပ်ရဘူးလို့ပြောကိုပြောရမှာဖြစ်ပါတယ် ။ဟုတ်လို့ဆိုရန်ရဲ့ခုကျွန်တော်ပြောမယ်စကားများကိုတော့တော်လိုင်းဘက်ကလူတွေလည်းကြိုက်ချင်မှကြိုက်ပါမယ်။ဒါကြောင့်မလို့အလုံးကိုချစ်သောစိတ်မေတ္တာတရားနဲ့စိတ်နှလုံးသားကိုဖြူဖြူဆင်ဆင်နဲ့ပဲနားထောင်ပေးဖို့အိန္ဒိယနေပြီးတော့ရှေ့ဦးစွာတောင်းမှာပါလေခင်ဗျာ။ယခုနေဦးဆရာတော်လေးပြောထားတာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် reaction လုပ်ခြင်းလည်းမဟုတ်ပါဘူး။ share လေးပေါ်မှာအပြစ်နေပြင်းခြင်းလည်းမဟုတ်ပါဘူး။မေတ္တာရက်ခံခြင်းတစ်ခုသာဖြစ်ပါတယ်။ကျွန်တော်ဘာသာရေးရှုထောင့်အနေရနေပြီးတော့ပဲ ကျွန်တော်ဆရာတော်တို့ကိုဒီနေရာနေပြီးတော့လှုပ်ချီပြီးတော့ကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်ဒီကနေ့ဘေးရန်နေရာဖြစ်နေတဲ့အချိန်မှာ ကတ်ကတ်တွေတခုပြီးတခုကျွန်တော်တို့ကြုံနေတဲ့အချိန်မှာ ပြည်သူလူထုတွေအနေနဲ့သူတော်ကောင်းတွေအပေါ်မှာမပြစ်မှားတဲ့မြေမှာထိုက်တာတွေထပ်ပြီးမဖြစ်ရအောင်ဆရာတော်တို့အနေနဲ့ဖိဖိမမပြောတင်ပါတယ်အထူးသဖြင့်ဆရာတော်တို့ခုပြောတဲ့လိုမျိုးဒီကုဆရာတော်ကြီးတို့လိုအခြားအခြားသော ဆရာတော်ကြီးတွေကထိထိရောက်ရောက်မရောက်နိုင်နဲ့ပြောနိုင်မှလျက်နဲ့မပြောဘူးเนาะကိုကြီးကယ်ဆယ်ရမယ့်နေရာမကယ်ဆယ်ဘူးအစိုးရကဆရာတော်တွေတောက်လျှောက်ပြောကြပါတယ်တပီတော့ဆရာတော်ကိုရှောက်တင်နေတာကတော့ဘလောက်ပဲဒီဆရာတော်ကြီးတွေကမရောက်နိုင်ပုံမှာဘလို့ပဲပြောနေပါစေလိုက်လုတဲ့လူကလိုက်လုအောင်ပါလေဗျာလိုက်လုတဲ့သူကလိုက်မလုဖဲနဲ့ ဒီဆရာတော်ကြီးတွေဘလောက်ပဲတုံတင်ဆုံးမနေပါစေလိုက်လို့ရမယ့်တကာကလိုက်မလုပ်ဘူးဆိုလို့ရှိရင်လည်းအချိန်ကြီးပဲဖြစ်ရမှာပေါ့ဆရာတော်တို့ပြောတယ်လို့မျိုးဒီကုဆရာတော်ကြီးတို့ရှင်စေစကိန်းတို့ဆရာတော်တွေဟာယခုလက်ရှိဖြစ်နေတဲ့အခင်ချင်းတခုခံစားနေရတဲ့ငလျင်ဒုက္ခတွေမှာမကူညီဘူးလို့ဆိုရပြောပါတယ်ဖြစ်ဖြစ်ချင်းမှာပဲဆရာတော်တွေဟာ တက်တက်ဝုန်းဝုန်းနဲ့လုံနေတာလဲသူရဲ့ကိုပိုင် page တွေကိုပိုင်အကောင့်တွေနော်လူလူတွေလည်းတင်ကြပါတယ်တကာတကာမှအဲ့ဒီလိုနေရာမှာဆရာတော်တွေကသွားပြီးတော့လုတ်ပြီးနေကြပါတယ်ဒါမှဆရာတော်တို့ဘက်ကတော့ဆော့ဆော့စီးစွာမဆောင်ကြပဲနဲ့ပြောကြပါတယ်အဲ့တော့ဆရာတော်တို့ဘက်ကအဲ့ဒီလိုပြောတဲ့အခါမှာအသေးအသိဉာဏ်နေပါတဲ့လူတွေတရားဓမ္မနဲ့ဝေးနေတဲ့လူတွေကတော့ပြောကြတယ်ဆဲကြဆိုကြတယ်ဆိုရင်အကုသိုလ်တွေပုံမဖြစ်ကြဘူးလား ူထုကိုကုသိုလ်တွေဖြစ်အောင်စိတ်နှလုံးသားတွေအေးချမ်းအောင်မပြောဘဲနဲ့အခုလိုမျိုး စကားတွေပြောလိုက်ရင်ငကိုတီတကူဆရာတိုင်းပုံမှာမကြည်ညိုတဲ့လူတွေကထပ်ပြီးတော့ဆယ်လာပုတ်ခတ်တွေထပ်ဖြစ်ရင်ဒီလူတွေမှာအကုသိုလ်ထပ်ဖြစ်နိုင်မှာသူဒီစစ်တပ်နဲ့ပဲဘလောက်ပဲပေါင်းနေပေါင်းနေမကြည်ညိုခြင်းနေလို့ရပါတယ်ဒါပေမဲ့သူ့မှာလဲတီတကူဆရာတော်ကြီးတို့မှာလဲသူတို့ရဲ့တရားတွေနာပြီးတော့ကောင်းကောင်းမွန်မွန်ဖြစ်တဲ့လူတွေစိတ်နှလုံးချမ်းမြေ့နေတဲ့လူတွေ ီလိုလူတွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့ဒီကနေ့လူတွေကဘလောက်ပဲစော်ကားစော်ကားဘလောက်ပဲပြောနေပြောနေဒီနေ့တီရကူဆရာတော်ကြီးတို့ဟာအပြစ်မြင်ခြင်းမှလည်းမြင်နေပါလိမ့်မယ်။သူတော်ကောင်းတွေဟာအပြစ်မမြင်ဘူး။ခွင့်လွတ်နေတဲ့၍သူ့ကိုစော်ကားနေတဲ့လူတွေဟာဒုက္ခတွေခံနေရအောင်ပါပဲ။ဒါလေးတွေကိုစင်ကျင်ဖို့အတွက်တပည့်တော်လျှောက်ထားလူချင်းဖြစ်ပါတယ်ခင်ဗျာ။သူကပြောကြတယ်ဒီလိုဟာတွေပြောလို့ဒီလိုပုံစံတွေလုပ်လို့ ခံစားရင်ခံစားရပါစေလို့ပြောတယ်အဲ့ဒီလူတွေကသူတို့မိသားစုတွေသူတို့ဟာတွေမခံစားရသေးပါဘူးအခုဆိုလို့ရှိရင်ဖျားတပည့်တော်တို့တစ်ချိန်လုံးကအာနာသိငါစားကအလောင်းထန်းတာတွေမဖောက်ဝပုံတွေအနိဋ္ဌာယုံတွေဖျားတပည့်တော်တို့တွေလုတ်ခဲ့ကြပါတယ်ဖျားတပည့်တော်တို့အဲ့ဒီလုတ်ခဲ့တဲ့နမိတ်တွေကဒီကနေ့ဖျားတပည့်တော်တို့ကောင်းတဲ့နမိတ်တာဖျားတပည့်တော်တို့မခံစားရပေမဲ့ မကောင်းသောနမိတ်တွေကတော့ဖျားတပိတော်လက်ရှိခံစားနေရပါတယ်တချို့ကတော့ဒီဥစ္စာတွေဒီလိုသာဖြစ်လို့ဒီလိုခံစားရကြေးဆိုရင်ခံစားလိုက်မယ်လို့ပြောအဲ့ဒီခံစားလိုက်မယ်လို့ပြောတဲ့လူတွေဟာသူတို့မိသားစုတွေမထီကြသေးပါမပါသေးပါကိုယ့်အိမ်ရမွေးထားတဲ့ခွေးလေးတကောင်ကြောင်လေးတကောင်ပြီသွားရင်တော့မှမနေ့ကဗီဒီယိုဖိုင်မှာအသေးလေးမှနစ်နေအောင်ငုံနေကြတာကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကဖြစ်သွားလိုက်ရင်ဘယ်လောက်ခံစားကြမလဲဒါကြောင့်အနှိဋ္ဌာယုံတွေလည်း နောက်နောက်အနေထိုင်ုံတွေလည်းမလုပ်ဖို့တခြားသောနည်းတွေနဲ့ဆန္ဒပြခြင်းတော်လှန်ခြင်းတွေလုပ်လို့ရပါတယ်။နမိတ်ဆိုးများကိုလည်းမလုပ်ဖို့ဆရာတော်တို့အနေနဲ့လည်းတုံ့ပြန်ဆုံးမတင်ပါတယ်။ယခုလိုတက္ကရာကမတွေညှိနေတဲ့နှလုံးသားတွေတဲကိုအခုလိုမျိုးယဟန်တန်ဃာတွေပေါ်ဆဲဆူခြင်းမျိုးမဖြစ်အောင်လဲယဟန်တန်ဃာတွေပေါ်ချစ်တတ်အောင်လဲဆရာတော်တို့အနေနဲ့တုံ့ပြန်ဆုံးမပေးပါလို့ဖျားတပိတော်ဤနေရနေပြီးတော့မြစ်တရက်ခံရပါတယ်ဖျား။ညီမကြီးငြိမ်းချမ်းပါစေ။ မေတ္တာတက်တည်နဲ့အားလုံးလွှမ်းခြုံနိုင်ကြပါစေလို့ဖျားတပီတော့အိနေရနေပြီးတော့မေတ္တာရက်ခံရပါတယ်ဖျားအလုံးမစိတ်ချမ်းသာခြင်းကိုယ်ကြီးကြံ့မာခြင်းပြည့်စုံကြပါစေဟာလိုက်တွေ့ရပါဘူးဟာမသိရတော့တွေ့ရတာဟုတ်ကဲ့ကွယ်ဟာဟာဟုတ်တယ်ငူတော်ဘောဒီလိုလေအကုန်လုံးတော့ကခံရဟုတ်တယ်မသိနေအောင်နော်နေပါဦးဖြေးပြေးပေါ့နော်ထားအောက်ကပူတယ်လေနော်ထား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  ေးဩအေးအေးဒီမှာရေးသက်ရေးသက်လာလုံးပြတာနော်ဩအေးအေးဟုတ်ပြီဟေးမလို့တကူလဲဆိုတော့မခွဲနိုင်ဘူးခွဲချဘူးလေမိသားစုတွေပါဆရာတို့ယူနေတွေကလည်းအဲ့လိုနေရလဲငါရက်ကြီးပဲရောက်တယ်လေဟာနင်မသိသေးဘူးနော်မသိသေးဘူး လေဘုံဘုံဖျားဦးသွားရအောင်အေးဖျားဦးသွားမယ်ကြိုက်သီးတော့ပို့ပေးမယ်အေးမန္တန်ဝင်းဖုံဖုံလိုက်မြောနာအေးပါ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 ကြိုက်သီးတော့ပို့ပေးမယ်ကြိုက်သီးတော့ပို့မှာမဖြစ်ဘူးပို့မယ်ကြိုက်သီးတော့ပို့မယ်အေးနော်အေးဟုတ်ပြီနော်ဟုတ်မသိနေအောင်နော်ဒီမျိုးတို့ဓာရီပြီးပါကြိုက်သီးသွားမယ်အဲစိတ်ရည်လိုက်ပြဟုတ်တော့ကောင်းတယ်မလားဟုတ်ပြီဒီဟာဟုတ်ဟုတ်ရမောင်နေ